်ပြရစီရှင်အခုပင်ပရိသတ်များနာစဉ်ခန်းစားဖို့အတွက်ဆက်လက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ရှိလူသားတို့ ਨੇ တည်ဆုံးပြီးဘဝချား၍လာရအမျိုးမျိုးမှာဖြစ်တည်လေးရှိကြတဲ့ပြရလောကသားများရဲ့ ပတ်သက်ဆက်တွင်ကြုံတွေ့ရတဲ့အဖြစ်ပြက်များစွာတို့ဟာဒီလောက၌ပြောမဆုံးပါ ရှိကြရဝင်ဘရလောကသားတို့ရဲ့လူတို့အပေါ်တုံ့ပြန်ပုံအတိပေးပုံခြောက်လှန်ပုံစရဲ့အကြောင်းအရာများစွာတို့ဟာ နေရာဒေသအချင်းအခါတို့သာကွဲပြားခြားနာကြပါလေတအူးနေတအူးကြုံတွေ့ပုံတို့သည်လည်းစင်စင်တူနေတက်ကြသည်ကများပါလေထို့ရတူဗုဒ္ဓဘာသာဝင်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာဂါထာတော်များရဲ့အစွမ်းတက်သည့်တကူထူတို့ရွဆုံမှုတောင်းအသက်အန္တရာယ်အမှုကိစ္စခတ်သိမ်းမှလွမြောက်ခဲ့ရသောလူတို့ရဲ့အတွေ့အကြုံစံတမ်းများသည်လည်းတအူးနဲ့တအူးအလားတန်းတူစွာရှိနေတတ်ကြပါသည်မဂ္ဂဇင်းစာဆောင်တော်တော်များများမှာတော့စာရေးဆရာတို့ရဲ့စိတ်ကူးအတွေ့အကြုံများကိုဖော်ပြလျက်ရှိရာစိတ်ဝင်စားဖွယ်မှတ်သားဖွယ်အဖြစ်ဖတ်ရှုရသလိုတချို့စာဖတ်သူတွေအတွက်ဤနေသောဇလန်းတစ်ပုဒ်ကို ခိတာခဏဖတ်နေရသလိုညီငွေနေရင်လည်းညီငွေနေကြပါလိမ့်မယ်။ထို့သောဒီလိုစာစုတွေထဲမှာတတိထားဖွယ်ရာတွေးတော်စင်ခြင်းဖွယ်ရာယုတ်တိရှိမရှိ ကောင်းရင်မကောင်းရင်စတဲ့အကျိုးအကြောင်းတစ်ခုခုကိုစာဖတ်သူမှမှတ်ချက်တစ်ခုခုချလိုက်ရင်တော့ထိုစာစုဟာပြိတ္တရဲ့တုံ့ပြန်မှုတစ်ခုလက်ခံလိုက်ရခြင်းပင်ဖြစ်တယ်။အထူးသဖြင့်သဘောတရားကိုအလေးထားလိုက်စားကြရသော အခုကာလစာစုကလေးများပါဝင်တဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဟောကြားချက် ခေတ်ဆက်ဆက်ကဆရာတော်ဖျားများရဲ့ရေးသားပူဇော်ကျင့်သုံးခဲ့တဲ့ဖျားရှိခိုးဂါထာတော်များကိုယုံကြည်တရားတရားထက်တန်စွာနာယူမှတ်သား၍ရွတ်ဖက်ပူဇော်ခြင်းကြောင့်ထူခြားသောအကျိုးကျေးဇူးတစုံတရာကိုရရှိ ခံစားရတယ်ဆိုပါကအတိုင်းမသိကြည်နူးပီတိဖြစ်ရတယ်မဟုတ်ပါလားသူဖြစ်ပါတော့ကြောင့်အိုမင်းဟောင်းမူပျက်စီးမသွားပဲနဲ့စင်ကဲစင်ကဲအစွမ်းတွေပူလည်းရဲ့မယိုးနိုင်စွာရှိနေပါသောဗုဒ္ဓဘာသာဝင်တို့ရဲ့ လက်စွဲတန်မိုးရီကာထာတော်ကြီးရဲ့တကောတော်ကြောင့်အနေမှာကင်းဝေးခဲ့တဲ့ဇလန်းလေးတစ်ပုဒ်ကိုစတင်တက်ဆက်လိုက်ပါရရှင်။ဝန်ထမ်းဖြစ်သူဖခင်ရဲ့လုပ်ငန်းဌာနပြောင်းရွှေ့ရသောအသွာရာချီငင်ပါသလိုလိုက်ပါခဲ့ရတဲ့ကျွန်တော်မိသားစုဟာ1980မှ1983ခုနှစ်ထိသုံးနှစ်သာကာလကိုမြန်မာပြည်မြောက်ပိုင်းချင်းပြည်နယ်ရဲ့မြို့တော်ဟာခါမှာရောက်ရှိနေထိုင်ခဲ့ရပါတယ်။ဟာခါမြို့ရောက်ခါစမှာ ဌာနတည်ဆောက်နေတဲ့ဝန်ထမ်းလိုင်းများတွင်အပြီးမတက်သေး၍ခိတာခဏနေထိုင်ရတဲ့ဌာနမှငါထားပေးတဲ့ဓမ္မတူးမဘော်လုံးကင်းနားမှာရှိတဲ့ရှစ်ထက်တက်ကြီးအပေါ်ထက်မှာကျွန်တော်တို့မိသားစုနဲ့ဝန်ထမ်းတယောက်တက္ကသိုလ်အတူနေကြရပါတယ်။ထိုရောက်ခါစကတော့ပထမဆုံးညပင်ဖြစ်ပါတယ်။အတော်ညင်းနဲ့ရောက်တဲ့အချိန်မှာအလုံးအိမ်မောကြဆင်မှာဖြစ်ပါတယ်။အမလီလောက်ကြပါအောင်အကောင့်ကြီးငိုတယ်ကြီးနဲ့ပြောကထထိုင်နေတဲ့ မိခင်ဖြစ်သူရဲ့အဖြစ်ပြန်ကြောင်းကျွန်တော်တို့မိသားစုလန်တော့ကုန်ကြပါတယ်။ဘာခင်ဖြစ်သူမှာမိခင်ကပကုန်းတစ်ဖက်ကင်လို့ရမေးလိုက်တယ်မှသတိဝင်လာတဲ့မိခင်မှဘာကောင်ကြီးမမသိဘူးသူ့နားထဲဝဲပြန်နေလို့လက်မီအော်လိုက်ကြဘယ်သူမှခေါ်ရင်မရတဲ့ဖြစ်ချွေးသေးချေးပေါက်တွေပင်ထွက်လောက်အောင်អော်ခဲ့ရကြောင်းပြောပါတယ်ခရီးပန်းရင်စိတ်ချောက်ချပြီးအိမ်မက်မက်တာဖြစ်တယ်လို့ဖခင်မနှစ်သိန်းကရေတခွက်တက်ပြီးတော့ပြိတော်တချို့ရွက်ဖက်ပြီးတော့တန်ဖိုးတွေကားထားတော့အာ မတုံးမကျဲရုတ်ကားမိခင်ကတိုက်လိုက်ပါတယ်။ဇနဲ့ရင်များအားနေရများသို့လက်ဖြင့်တပ်ပြီးပက်ပြန်းလိုက်ပါတယ်။ထို့ဖြစ်ဖြစ်ဖြစ်ပြီးတော့မကြခင်နနက်လေးနာရီခန့်ဖြစ်ပါတယ်။တပတ်ခန်းမှဝန်ထမ်းတဦးရဲ့ဟေးဘသူလဲ။ငါပဲ။အဲ့ဒီလိုမင်းတန်နဲ့ထူးတန်တစ်ခုကြားရပြီးထိုဝန်ထမ်းကျွန်တော်တို့တိုက်ခန်းပဲရောက်ရှိလာခဲ့ပါတယ်။သူ့အပြောကြောင့်ကျွန်တော်တို့ဟာခက်လက်လန့်ဖြစ်ခဲ့ရပါတယ်။စစောကငါအိတ်ရတယ်မထသေးပဲဆက်လိုက်ဖွာနေတော့ ို့ခန်းစည်းတက်သားတန်းပေါ်ကလင်ပန်းလောက်ကြီးတဲ့ကြောင်ကြီးနဲ့အပွားအိုကြီးတယောက်ငါ့ကိုကြည့်နေလို့ဘယ်သူလဲလို့လမ်းမေးလိုက်တာငါပဲလို့អော်ပြီးပျောက်သွားတယ်အဲ့ဒီလိုပြောပြပါတယ်နောက်နေ့ညမှာတော့တစ်ချက်ချက်ခြေတံများကြားရပြီးထူးခြားမှုမရှိပါထို့အိမ်မှာတော့ကျွန်တော်တို့အဖွဲ့၃ညတာနေရပြီးဝင်ချမ်းလိုက်သူအမြန်ပြောင်းခေရပါတော့တယ်ចောင်းသားဖြစ်တဲ့ကျွန်တော်ဟာဟာခါမျိုးအမတ်တဲ့အခြေခံပညာထက်တန်းကျောင်းနိုင် ရှစ်တန်းမှဆယ်တန်းအထိပညာသင်ကြားခဲ့ရေးထို့ကြောင့်တော်မှာတငယ်ချင်းချင်းတိုင်းရင်းသားများမှလကောင်းဟာခါရောက်မြမဝင်ထမ်းများရဲ့သားသမီးများနဲ့လကောင်းတွေ့ဆုံသေချမ်းခွင့်ခင်မင်ခွင့်ရရှိခဲ့ပါတယ်ချင်းပြည်နယ်ဟာတောတောင်ရှုခင်းများနဲ့တာယာလပါခြင်းဒေသထွက်တည်တည်ဝလံများပေါ်ကျဝါခြင်းအေးချမ်းတည်ငြိမ်ခြင်းစတဲ့ကောင်းမွန်တဲ့အင်္ဂါရဲများကြောင့်မြေပြတ်မှရောက်လာတဲ့ကျွန်တော်တို့ဗမာများမှာထင်သလိုပြင်းစရာစိတ်ညစ်စရာတို့ များစွာမတွေ့ရပဲပျော်ရွှင်ကြည်နူးမှုကို ရရှိစေပါれ။အထက်ကတဲ့ဟာခါမှာတော့ကျောင်းနေသူတငယ်ချင်းများဖြစ်တဲ့ကျင်းပမှာကျောင်းသားများဖြစ်ကြတော့ကျွန်တော်တို့လူစုဟာတော့ကျောင်းပိတ်ပြီးဆိုရင်ဘောလုံးကန်ခြင်း၊ဗောလီဘောပုတ်ခြင်းကစားကြသလိုတောင်ပေါ်တက်ရီသုခပန်းချခြင်း၊တောက်စင်း၍ချောင်းရီချိုခြင်း၊သီးနှံပေါ်လဲရင်စိုက်ပျိုးရေးခြံထဲသွားပြီးတော့တည်တည်ဝင်လံပင်များပေါ်တက်ဆော့ခူးစားခြင်းဖြင့်လုံတက်ကြမည်ဖြစ်ပါသည် ထိုဒေသတွင်တစ်တော့သည်ခက်ချူမာသည်မမန်းသည်မမွန်သည် ပြောင်းဘူးစတဲ့တည်တည်ဟုလည်းညာလွန်စွာပေါ်မြောက်ပါရယ်နွေရာသည်ကျောင်းပေးရရှိတစ်နှစ်ဖြစ်ပါရယ်ကျွန်တော်နည်းဗမာတငယ်ချင်းဖြစ်သူကျောင်းနိုင်ဦးတို့နေရောက်သာဗောလီဘောကစားနေစဉ်ချင်းတိုင်းရင်သားတငယ်ချင်းဖြစ်သူထောင်ကင်းရောက်ရှိလာခဲ့ပါရယ်ဟဲ့အောင်လေငါတောင်းအောင်ဆင်းမလို့လိုက်မလားတယောက်တည်းသွားအောင်မင်းတို့ကအဲ့လိုကျွန်တော်တို့နေရောက်ပါလာရောက်ခေါ်ပါရယ်ကျွန်တော်တို့ကလည်းပြင်းပြင်းရှိတာနဲ့ အတော်ပဲလို့သဘောကျသွားမိပါတယ်။အေးလိုက်ခင်ပဲခဏနေအောင်ဘောလုံးပြန်ထားလိုက်အောင်မဲကွာထားမနေပါနဲ့ကွာယူခဲ့ဘာလေးတော်မဲလို့အပြန်ကြရင်ဟိုကောင်နေစီဝင်ဆော့ကြရအောင်အေးဒါဆိုလည်းသွားကြတာပေါ့ဤသို့ပြေဘောလုံးအောင်ကျိုးပိုက်ချင်းတဲ့ထဲကဆွဲပြီးတော့သုံးယောက်သားစကားတပြောပြောဖြင့်ထွက်လာခဲ့ကြပါတယ်။အာတာကာတိចောင်းရောက်မှာတော့ထိုចောင်းမှာနေတဲ့ဗမာဆရာနေတွေ့ရဟဲ့အောင်နေဘယ်တော့ကွာ ဒီနာတောင်းခဏဆင်းလို့ပါဆရာဆရာဘယ်မှမတော်ဘူးလားဗျအေးကွာဒီမှာအဖြစ်တော်ရင်စစ်နေလို့ကွာမင်းတို့တောင်းဆင်းရင်ဈေးပြူဒီခုခဲ့ဆမ်းမှာကွာဆရာကနှမ်းမင်းရဲ့ဈေးပြူဒီခုခဲ့ရင်မှာတဲ့ဖြစ်ဟုတ်ကဲ့လို့ဆိုကဆက်ထွက်ခဲ့ကြပါလေစေယုံလန်းကိုဖြဲ့၍အောင်ဆင်းခဲ့ကြရာအတော်လေးသွားမိလေရင်အိမ်တလုံးတို့ရောက်ရှိခဲ့ပါတယ်ထောင်ကန်လည်းအဲ့ဒီအိမ်ထဲတို့ဝင်၍အင်ရှင်များနဲ့သူတို့ချင်းစကားလိုပြောပြီးပြန်ထွက်လာခဲ့ပါတယ် သူကိစ္စလည်းပြီးပြီလို့ဆိုပါတယ်။အေးမင်းကိစ္စပြီးတာဟုတ်ပါပြီ။ဆရာမလိုက်တဲ့ဈေးဖြူသီးကရောမင်းနာခုအမှလည်းအေးဟုတ်သားပဲကွာ။ငားပြေသွားတယ်ကွာ။ဒီနာတော့ရှိမှာမဟုတ်ဘူး။ဟိုအောက်မှာတွေ့တာ။တောင်ပြန့်ပြန့်တခု။အဲ့ဒီတောင်ပေါ်ကအပင်တွေကဈေးဖြူပင်တွေပဲ။အဲ့ဒီကိုသွားရမှာကွာ။ထောင်ကန်လည်းညှိုးညော်ပြတော့ဘက်ကိုကျွန်တော်တို့နဲ့ရောက်ကြိလိုက်မိပါတယ်။အပင်များမရှိပဲတောင်ကရုံးပုံတန်းနဲ့ဝိုင်းဝန်းပြန့်ပြန့်တောင်စွန်းတခုလို့ယူဆရမယ်။ တောင်ထိပ်တစ်ခုကိုတွေ့လိုက်ရပါတယ်။ထိုတောင်ပေါ်ရအောင်တော်တော်ဝေဝေရှောက်ရအောင်မှဖြစ်ပါတယ်။ကဲရောက်မှတော့မထူးတော့ဘူးကွာအဲ့ဒီရက်ထိရောက်သွားကြတာပေါ့။ထောင်ကဲကြီးမြင့်ဒီအိမ်ကဓာတ်တက်လောက်ငှားခဲ့ကွာလို့လို့မမေ။ဤသို့ဖြင့်၃ရက်သားဓမ္မတလန်နေခရီးဆက်ခဲ့ကြပါတယ်။အချိန်ရတော့ကြာညောင်းအောင်ရှောက်ခဲ့ပြီးမှထိုတောင်ချီအဆက်သို့စတင်ခြေချမိပါတော့တယ်။ထိုတောင်ပေါ်မှာတော့ဘယ်နေရာကြည့်ကြည့်ဈေးဖြူသီးပင်များမြင်နေရပါတယ်။ ဈေးဖြူတော်လို့ပင်ခေါ်ဆိုရမည်ထင်ပါတယ်။ထို့သော ထိုဈေးဖြူတော်သို့ဝင်လိုက်တဲ့အခါကျွန်ုပ်ရဲ့စိတ်ထဲမှာတော့အမျိုးအမည်မသိခံစားမှုတစ်ခုရုပ်ချင်းခံစားလိုက်မိသလိုစိတ်သိမ်းမွေးငြိမ်းများလဲဖြင်းကနေထသွားပါတယ်။စိတ်စနိုးစနစ်ဖြစ်သွားသဖြင့်ခေါင်းထဲ၌ဖောက်ပြင်ဖြစ်သူရဲ့မှားချဘူးတဲ့စကားများအားကြားရောင်အမှတ်ရလိုက်ပါတယ်။ကိုမရဘူးတဲ့အရက်ဒေတာနေရာစိမ်းကိုတွားရတော့မယ်ရောက်တော့မယ်ဆိုရင်တန်ဖို့တွေကတော်တော်ကြီးတာရွတ်အန်ဒီရဲ့ကင်ပြီး အစင်ကြံစီအောင်နေတဲ့အဲ့ဒီလိုတန်ဖိုးတေဂါထာကို သင်ပေးစင်ကပြောပြခဲ့ပါတယ်။ဒါကြောင့်ချက်ချင်းပင်ထိုဂါထာတော်အားတီတူရွဆိုလိုက်ပါတယ်။ကျွန်တော်ကရောက်နေတဲ့ဇီထူတော်နေရာအနက်မြေပေါ်မှာကြောက်တုံးကြောက်ခဲစွစုအပုံများနဲ့ပြန်ကျန်းနေတဲ့ကြောက်တုံးများဖြင့်တမူးထူးခြားလျက်ရှိပါတယ်။တောင်ထိပ်ကဘာဆက်မှတောင်အောင်တို့လမ်းကြည့်ပါကစင်ကြီးလျှော်နေစင်းသွားတဲ့ဒီတောင်ရဲ့အောက်ခြေဟာလွန်စွာနှက်ချမ်း၍ အောက်ခြေကြီးအရာများကိုတဲကွဲစာမမြင်နိုင်ပါဇီးပြူသည်တွေတွေ့တာနဲ့ကျွန်တော်တို့ခူးယူစားကြပါတယ်အပင်တိုင်းမှာဇီးပြူသည်တွေပေါနေပါသဖြင့်လက်လန်းမီသည်များခူးယူခဲ့ရင်တယောက်နဲ့တယောက်ဖြစ်ပေါက်စောကစားနေကြပါတယ်ကြောက်ပုံတွေကိုအကာအကွယ်ယူပြီးကစားနေရသည်မှာအင်မတန်ပျော်စရာကောင်းတာပါတယ်အချိန်ရတော့ကြာစောကစားပြီးရနောက်မှာတော့ပြန်ရင်ဆရာမလိုက်တော့ဇီးပြူသည်များခူးယူရန်အတွက်အလုံးကြည့်၍ရင့်နေဇီးပြူပင်အားလိုက်ရှာကြရအောင် ကဘာဆက်နားမှာပေါက်နေတဲ့ဈေးဖြူပင်မနှိမ့်မမြင့်ကိုတွေ့လိုက်ရပါတယ်။ထိုပင်ပေါ်မှာဈေးဖြူသေးများမှာလက်ဖြစ်ခူးယူတော့လဲမမီပါ။အပင်ပေါ်တက်ခူးရံမှာလဲအပင်မှာ လုံးပတ်သေးပြီးတော့အသီးများမှာဂိုင်းဖျားတွင်စုပြုံတည်နေတာကြောင့်တိုးကြောင်မှာစိုးရင်ရေမတက်ရဲပါ။ဒါကြောင့်အသင့်ပါလာတဲ့ဓာဖြစ်ခုတ်လဲရံသာရှိပါတော့တယ်။ဟေးနေဦးကွာတောင်းအောင်ကိုကြည့်စမ်းတော်တော်နဲ့တည်းကွာဒီအပင်အောက်ကကြောက်တုံးတွေတောင်းအောင်လိတ်ချရအောင်မကောင်းလောက်ကွာအေးဟုတ်တယ်ကွာ အရှိန်နဲ့ကြားသားရင်ကြည့်လို့ကောင်းမှာ ပြောနေတာကြားရကွာချကွာကျော်နေဦးပြောစကားကိုထောင်ကမ်းမှ ထောက်ခံလိုက်ပြီးတော့တဆက်တဲ့အနားရှိကြောက်တုံးများမယူကပစ်ချလိုက်ပါတယ်ကျွန်တော်တို့တောင်ရသားဇီးဖြူပင်အောက်ရှိကြောက်ပုံမှကြောက်တုံးများအားမယူ၍အောက်သို့လိမ့်ချကြရာ အရှိန်ဖြင့်လိမ့်ချသောကြောက်တုံးများရဲ့တလုံးနဲ့တလုံးတိုက်မိတန်းကြောက်တုံးများကြောက်ရလမ်းကြောင်းရှိ အပင်ငယ်များရဲ့ပြိုလဲကျိုးပဲ့တန်းတို့ဟာလွန်စွာကြည့်ကောင်းလာပါတယ် သူကြောက်တော့ကိုကြောက်တော့ဘသူအရင်အောက်ကြမလဲလို့တင်းနဲ့သုံးရီပြီးတော့အပြန်ဖြစ်ချကကြောက်တော့ပြန်ခွဲကျင်းပါရင်တာဟာဟာဖြစ်ယူနေကြပါတော့တယ်ကဲတော်ပြီဟဲ့ကြောက်တော့နေမရတယ်လက်ညောင်းနေပြီကွာအပင်ခုတ်တော့မယ်ကွာထကွာလက်ပြကြာသလားလို့ပြောပြောဆိုဆိုနဲ့ကျွန်တော်တို့သုံးယောက်ဟာအပင်ကိုဓာတ်ဖြစ်ခုတ်လိုက်ပါတယ်ဓာတ်ချက်တဝက်အရောက်မှာတော့တကြွကြွအတန်ပေး၍ကြံအပိုင်းခုတ်เสียမလို့တော့ပဲနဲ့ ဝင်များရာပဲလဲကျသွားပါတော့တယ်။အပင်ပြိုလဲ၍မြေကြီးနှင့်ထိတွေ့တန်းဝုန်းကနေထွက်ပေါ်လာပြီးတက်ဆက်တဲ့ထောင်ကမ်းရဲ့အော်တန်ကို ကြားလိုက်ရပါတော့တယ်။ဟာသွားပြီ။ကျေလောက်တော့အော်လိုက်တန်းကြောင့်ကျွန်တော်တို့နေရောင်စိုးရင်စိတ်နဲ့လန်သွားမိပါတော့တယ်။ဟဲ့အောင်ဘာဖြစ်တာလဲ။တကယ်ရမ်းမိလို့လား။အာမဟုတ်ဘူးကွာ။ဟိုမှာတွေ့လား။ဘောလုံးအောက်လိုက်ကျသွားပြီကွာ။ထောင်ကမ်းပြောပြီးအောက်တော့လမ်းကြည့်မိလိုက်ရောင်ဗော်လီဘောဘောလုံးမှာ ခုံပေါက်လိမ့်စင်းသွားတာကိုတွေ့လိုက်ရပါတော့တယ်။တော်ပါသေးရဲ့အောက်ဘက်မနီမူဝေစင်ကြီးချောနေရာမှာထိုးထိုးထောင်ထောင်ဖြင့်လူတရဲခန့်ရှိတဲ့အရှိပင်နေဆက်ခန့်ရှိတဲ့ကျောင်းဆောင်တစ်ခုကန့်လန့်ဖြတ်တရှိနေရာထိုကျောင်းဆောင်မှာအလယ်မှာတော့အင်္ဂလိပ်အခရာဝီပုံတရံတွဲနေပါတယ်။ဘောလုံးမှာထိုကြားတဲ့သူဝင်ရောက်ရက်တန်သွားပါတယ်။ပြန်၍ကောက်ယူရသေးပါတယ်။ဟဲ့အောင်ထောင်ကန်းမင်းကတော့လှုပ်လိုက်ရင်ဒုက္ခပဲကွာ။ ဘောလုံးကိုလက်ကအောင်ကင်မထားဘဲနဲ့ဘယ်မှာသွားထားရလဲကွာအေးကွာဒီနားကအပင်လေးမှာချိတ်ထားတာကွာမင်းကကမန်ကရန်အပင်ခုတ်လိုက်တော့ငါလည်းယူဖို့တတိမထားလိုက်ရဘူးလဲကြလာတဲ့ဇီးပြူကန်းကဒီအပင်ကိုရိုက်မိသွားတာဘောလုံးလည်းလွင့်သွားတာပဲကွာဟာစိတ်ကောက်ကြတာပေါ့ကွာကျွန်နယ်ဦးနဲ့ကျွန်တော်လည်းဘောလုံးကြသားတဲ့တဲ့ထောင်ကန်းအားဗမာလူရော သူ့တင်ပေးထားတဲ့ချင်းလူရောစံနီအမျိုးမျိုးဖြစ်ဝိုင်းဆဲလိုက်ပါတော့တယ် တကောက်သားကတော့ရင်းနေပါတယ်။ကဲထောင်ကန်းနဲ့ငါအောက်ဆင်းမယ်ကွာ။ကျွန်တော်မင်းအပေါ်ကနေစောင့်နေ။ကြောက်တုံးတွေမနှိမ့်ကြစေနဲ့ကွာ။ဒုနှယောက်ကို အမြင်ကပ်ပြီးလိမ့်လည်းမချနိုင်ဘူးနော်ဟျာ။မင်းကစိတ်ချရတာမဟုတ်ဘူးကွာ။မင်းရေးစားဖို့ငါတို့နေရာကိုရေးစားစကားလိုက်ပြောတာမကျေနပ်လို့တို့ကိုအပြက်ရှင်းဖို့မကြိုးစားနဲ့နော်ဟျာ။ဟျောင်းနောက်မနေနဲ့ဆင်းမာတာဆင်း။မင်းတို့အောက်ရောက်မှကြောက်တုံးတိတိနဲ့ပြစ်ချလိုက်မယ်ကွာ။တယောက်နဲ့တယောက်နောက်ပြောင်ပြောဆိုပြီးရေးလိုက်ကြရင် အောက်သို့လေးဘက်ထောက်ဆင်းကြပါတယ်။တောင်မော်တက်တာထက်တောင်ဆင်းရသည်မှာလွဲတဲ့ကိစ္စမဟုတ်။ခြေကိုပြောင်းပြန်ဖြူပြီးတစ်ပင်ပေါ်မှာအောက်ဆင်းရသလိုခြေရောလက်ရောလေးဘက်ထောက်ဆင်းရတယ်။ဘောလုံးရှိရာကြောက်ဆောင်နားရောက်လျင်ထောင်ကမ်းမှာမောတယ်နားအောင်မယ်လို့ပြောကာကြောက်တုံးပေါ်ဖင်ထိုင်လိုက်ပါတယ်။ကျွန်တော်ကတော့ဘောလုံးကိုယူရန်ကြောက်တုံးနှစ်ခုအကြားဆင်းလိုက်ပါတယ်။ဘောလုံးထည့်ထားတဲ့ပိုက်ကျိုးစာလမ်းယူလိုက်မှတွင်မယ်။ထောင်ခန်းအတန်ကြားလိုက်ရပါတော့တယ် ဟာဟေးဟိုအထက်မှာဟမ်ဘာလဲကွာဟိုမှာဟိုကောက်အနောက်မှာခွေးနေတည်အကြီးကြီးပဲကွာအနဲ့တကြားပြောတော့ထောင်ကန်းစကားကြောင့်ကျွန်တော်လည်းအထိတ်တလန့်ဖြင့်အပေါ်မောကြည့်လိုက်ပါတယ်လူတရဲစော်ခန့်ရှိမဲ့ခွေးနေကြီးတကောင်ရှာကြီးတန်းလှန့်နဲ့ကျုံနိုင်ဦးနောက်မှာရောက်နေတာကိုမြင်လိုက်ရပါတယ်ထို့စဉ်ဟဲ့အောင်ကျုံနိုင်ဦးမင်းနောက်မှာခွေးကြီးကွာထောင်ကန်းမှာလှန်တရီပေးလိုက်တော့အော်တန်ကြောင့်ကဘာတိတ်ရှိကြောက်တုံးတစ်ခုပေါ်မှာ ဒူးနှလုံးပူပေါ်မေးတင်၍ကြောက်နေချောင်းလက်ဖြင့်ပိုက်၍ထိုင်နေကကျွန်တော်တို့ကိုကြည့်နေတဲ့ကြော်နယ်ဦးနောက်လေအကြီးချက်ချင်းဆိုသလိုခေါင်းအောက်ဆ၍ဂျိုးရဘက်ထိုးကဖင်လျှော၍ကြာသွားပါတော့တယ်ခွေးနယ်ကြီးကတွန့်ကြိုက်သွားသလားကန့်ချလိုက်သလားခွေးမြင်၍လမ်းကျသွားသလားမသိပါဘူးကျွန်တော်တို့အန်အောင်မြင့်တက်မိနေစင်ပါပြီရှော့ကြလာတဲ့ကြော်နယ်ဦးလမ်းတက်ဝက်ရက်သွားခဲ့ပါတယ်တို့တော့မထင်မပဲတက်ဆက်တဲ့၎င်းထိုင်နေသောကြောက်တုံးကြီးမှလည်း ၎င်းပေးပါလျှော့ကြလာပါတော့တယ်ထို့ကြောင့်တုံးမှာကျွန်တော်တီရှိရာသို့တန်တက်မဲ့မဲ့လိတ်ကြလာနေခြင်းဖြစ်ပါတယ်ထို့စဉ်ထောင်ကမ်းမှာဟာကြောက်တုံးကြီးပါကြောက်လာပြီကွာစညွန်းမင်းမင်းဘင်းနာကတ်နေကတ်နေဦးကွာတတိပေးစကားကြောင့်ကျွန်တော်လည်းကြောက်လန့်တကြားအဖြစ်ကြောက်တုံးနေရန်တက်ဖက်သို့ကတ်နေလိုက်ပါတယ်ဗဆက်မှလည်းဟိုင်းတန်ဖို့ဒီဘုဒ္ဓတန်ဖို့ဒီအဲ့ဒီလိုအော်မိအော်ရအော်လိုက်ပါတော့တယ် မျက်စိလည်းမှိတ်ထားလိုက်ပါတယ်အဖြစ်ပြက်တို့မှာမြန်ဆန်စွာတည့်ရက်တပြက်ဖြစ်သွား၍ဘာမှမလုပ်တတ်အောင်စဉ်းစားပြင်ဆင်ခွင့်မရအောင်ပင် အပေါ်တို့ရုတ်တရက်ချက်ချင်းတက်ဖို့ဆိုတာကလည်းမလွယ်ပါကြောက်တုံးကြီးကတော့ကျွန်တော်စီတက်တဲ့ဝင်လာနေခြင်းဖြစ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်အားကြောက်နေရန်နဲ့ကတ်နိုင်သမျှကတ်ထားရင်ကြောက်တုံးမရောက်ခင် စက္ကန့်ပိုင်းအလိုဓာကာလမှာတံပုတ်တွေကားတော်တော်ကြီးအားအမက်ရရရွတ်ဆူလိုက်ပါတယ်တပုတ်ပင်မဆုံးလိုက်ရပါ ပကုံးပေါ်သို့တစုံတစ်ခုပြည့်အရိုက်ခံ၍မော်ကြည့်လိုက်ရာတငယ်ချင်းထောင်ခန်းရဲ့လက်ဖြင့်နေပါတယ်။ဟဲ့အောင်မြန်မြန်ငါလက်ကိုဆွဲတက်ခဲ့ကြောက်တုံးကြီးဟိုနားမှာခံနေတယ်ကွာဆက်ကြနိုင်နေမြန်မြန်လို့ဟိုလက်ကဘလုံးကိုချထားခဲ့ကြောက်တုံးပေါ်မှာအလော်တကြီးပြောစံနေတူထောင်ခန်းရဲ့ကံပေးလာတဲ့လက်အာဖန်ဆွဲအားပြုလျက်ကျောင်းနေရန်အားခြေကုပ်တက်ခဲ့၍အပေါ်သို့ကျွန်တော်ရောက်ခဲ့ပါတယ်။တပုတ်တွေတကူတော်ကြောင့် ကန်တရားကကိုဘက်ကိုတိတိတသားချင်းမျက်နှာလိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကြောက်တုံးကြီးမှာကျွန်တော်ထံဓာတ်ရိုက်ရောက်မလာပဲလက်တကန်းအလိုမှာမရက်ခဲ့ရင်ကျွန်တော်ရဲ့ခြေထောက်မှာမတွေ့ဝင်စရာ။ဆောက်လာတဲ့ကြောက်တုံးမှာတပေပက်လက်ခံဖြစ်ပါတယ်။ရန်နေပုံမှာလည်းစမ်းကြဲလာပါတယ်။အပေကြောင့်ဆိုတော့မြေပေါ်သို့တထောင်ခန့်ထောင်ထက်နေတဲ့လမ်းမောင်းလုံးကတင်းကုန်တစ်ခုပေါ်မှာအလေတက်တဲ့ချိန်ဝင်ရှာညီမြစွာမတိမ်မဆောင်တင်းကြီးချင်းဖြစ်ပါတယ်။ အနေငယ်ဟန်ချက်ပြက်လေနော်အမြန်ကြတော့မိတာထို့စဉ်ထောင်ကမ်းမှာဖင်ကျော၍တောင်းတင်နေသောကျော်နယ်ဦးထံသို့စကားလမ်းပြောလိုက်ပါ रे ဟျာကျော်နယ်ဦးမင်းဘာဖြစ်သွားသေးလဲကွာဖင်နေနေပွန်းသွားတယ်ကွာဘာမှမဖြစ်ပါဘူးမင်းတို့ရောကျော်နယ်ဦးကနှုတ်မအဖြေပေးရင်သူ့ရဲ့ခန္ဓာကိုယ်ဟာလှုပ်လှုပ်ရှားရှားပြုလိုက်ရ၎င်းရဲ့အနားမှာရှိတဲ့လက်သီးစုပ်ခန့်ကြောက်ခဲလုံးတချို့အောက်သို့လေဆင်းလာကငှက်တိုက်ပေါ်တင်နေတဲ့ကြောက်တုံးအားတိုက်မိလိုက်ရင် ကြောက်တုံးမှာဟန်ချက်ပြက်၍စောစောကကျွန်တော်ရောက်ရှိနေခဲ့တဲ့ကြောက်ဆောင်နှစ်ခုကြားတန်းတန်းမတ်မတ်ဝင်လာပါတော့တယ်။ထို့သောအကြောင်းဖောင်းဆိုတော့အတန်တစ်ချက်တဲထောင်စွာကြားလိုက်ရပါတယ်။ထို့စဉ်ထောင်ကန်းနှုတ်မှာဟာတနက်နဲ့ပြစ်ပြီဝင်းနေအဲ့ဒီလိုသူလဲကြောက်တုံးပေါ်ဝေးချလိုက်ပြီးတော့ကျွန်တော်တို့ကိုလည်းလက်တက်ဖက်ဖြင့်ဖက်လဲ၍ဝေခိုင်းတဲ့ပြည့်ဘူးမသိဘာမသိဝင်းနေလိုက်ရပါတယ်။တော်တော်နဲ့ခေါင်းမပေါ်ဝင်ပါ ငါကောင်နေဘာတွေလုပ်နေတာလဲစကားတန်ရဲ့အတူဝင်နေတော့ကျွန်တော်တို့နေရောင်ရဲ့တင်မောင်းကိုပိတ်ကန်ခံလိုက်ရပြီးကြော်နံဦးရောက်ရှိလာခဲ့ပါတယ်ခွေးမသားတနတ်တန်မကြောက်ဟုတ်လားကွာဘယ်ကတနတ်တန်မှာလဲဟိုမှာကြည့်အောင်ဒိုးဘော်လုံးကိုကြောက်တုံးကအရှိန်နဲ့ဝင်ဆောင်လို့ကွဲသွားတဲ့အတန်ဟန်ကွာတုံလုံးချောက်ချားဆရာအဖြစ်နဲ့အတူရဲဆရာအဖြစ်လေးကြောင့်ကျွန်တော်တို့လည်းငိုအားထည့်ရေးအားတန်ကထုံနေရတယ်အားရပါရရီမောလိုက်ပါတော့တယ် ၃ရာသားကြောက်ဆောင်ကြီးရဲ့ပေါ်ထိုင်မိကြရင်စောစောကအဖြစ်ပြက်တို့ဟာပြန်လေပြောပြကထင်ကျေးအမျိုးမျိုးပေး၍မြင်လိုက်ရတဲ့ခွေးကြီးမှာပရလောက ခွေးကြီးပင်ဖြစ်နိုင်ကြောင်းသူညီစာတက်မှတ်လိုက်ကြပါတော့တယ်။ကြောက်တုံးကြီးကျွန်တော်ထံပြုတ်ကြလာနေတော့လဲလမ်းခုနဲ့တင်းငုတ်ပေါ်မှာတင်းရင်ချင်းမှာကျွန်တော်ရွတ်ဆိုတဲ့တန်ဖိုးတွေကားထားတော်ကြီးရဲ့တကူဆန်ချောင်းလို့သူတို့ကိုပြောပြလိုက်ပါတယ်။တန်ဖိုးတွေကားထားတော်ကြီးရဲ့တကူထက်မြက်ပုံတို့ကိုလည်းကျွန်တော်ဖတ်ဖူးကြဘူး မှတ်သားမှုသောအကြောင်းအရာတို့ကို၎င်းတို့နေရောက်အားစိတ်ဝင်စားဖွယ်ပြောပြလိုက်ပါတယ်။အဲ့ဒီနောက်ကျွန်တော်တို့တောင်ပေါ်ပြန်ထည့်ခဲ့ပြီးတော့ဈေးပြူသည်များခိုးယူပြီးထိုဈေးပြူသည်တောင်မှပြန်ထွက်ခဲ့ကြပါတယ်။အတော်အတန်လှမ်းမိပြီး နောက်ဘက်မှာတဝုတ်ဝုတ်တဦးဦးနဲ့ခွေးဟောင်တန်းနဲ့ဆွဲဆဲငငယ်ဦးလိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့ဖြင့်လှမ်းကြည့်လိုက်ရာကျွန်တော်တို့လဲခဲ့တဲ့ဈေးပြူပင်နားမှာတော့ခွေးနယ်လေးတကောင်ကျွန်တော်တို့ရှိရာဘက်လှည့်ပြီးတော့ ဦးနေတာကိုတွေ့လိုက်ရပါတယ်။စစောကမြင်ခဲ့ရတဲ့ခွေးအကြီးကြီးမဟုတ်တော့ဘဲနဲ့တာမန်ခွေးတကောင်သားဖြစ်ပါတယ်။ကျွန်တော်တို့လည်းမတိုင်မြင်ထားဘဲနဲ့အောက်မှခဲလုံးများကောက်ယူပြီးထိုခွေးအားလှမ်းပြလိုက်ကြပါတယ်။တို့ရရင်အတန်ငယ်ဝေးกว่าရေးပြလိုက်တဲ့ခဲလုံးများမှာခွေးထည်မရောက်ပါ။ဒါကြောင့်စက်မပြစ်တော့ဘဲကိုခရီးကိုဆက်ခဲကြပါတော့တယ်။နောက်မှာခွေးမှာဥလျက်သားကြံခဲ့ပါတော့တယ်။ဒီအဖြစ်ပြက်တို့နဲ့တုံတွေပြီးနောက်နှစ်ရက်ခန့်အကြာနိုင်ဖြစ်ပါတယ်။ ကျွန်တော်ညာရင်စင်အိမ်မက်လူလူတကယ်လူလူဖြစ်အဖိုးကြီးတယောက်နဲ့အတူခွေးနဲ့တကောင်ကိုမြင်တွေ့ခဲ့ရပါတယ်အဖိုးကြီးမှာကျွန်တော်တို့အပြင်မှာမြင်နေကြဂေါ်ရခါလူမျိုးဝတ်ထားတဲ့အဝတ်အစားများပါခေါင်းပေါင်းကြီးနဲ့လည်းဖြစ်ပါတယ်ဂေါ်ရခါလူမျိုးအဖိုးကြီးလို့သတ်မှတ်ရပါဖြစ်ပါတယ်ပထမညနိုင်မြင်းမက်တီမှာခွေးနဲ့တကောင်အားကြိုးဖြစ်ဆွဲရင်အိမ်ရှိမှာမျိုးငယ်သောမျက်နှာဖြင့်လာရန်နေခြင်းဖြစ်ပါတယ်ထို့အိမ်မက်ဟာတညာတည်းမက်ခြင်းမဟုတ်ဘဲနဲ့နောက်ညတွင်လည်းဆက်တိုက်မက်ပါတယ် လွန်ခဲ့သောရက်ကကျွန်တော်တို့သွားခဲ့တဲ့တောင်ပေါ်မှာဇီးဖြူပင်လဲရကြောက်တုံးနောက်မှာအေးချမ်းတက်ဖြစ်ကိုကိုလေးထိုင်နေတဲ့အဖိုးအိုပုံစံကို၎င်းနေခင်ပူလို့ရဲ့ကောင်းပေါ်လက်တင်လျက်ထိုင်နေသောပုံမိုးရွာတဲ့မိုးရီရှုံဆွမ်းနေသောပုံတို့ကိုငားရက်ခက်ဆက်တိုင်းမြင်မဲ့တက်ဖြစ်ဇီးဖြူသည်သွားခုစဉ်တခုခုအမာရင်များလောက်ခဲ့လေသလားလို့စိတ်တင်းမတင်ငါမိဖြစ်သွားတာကြောင့်ကြော်နယ်ဦးနဲ့ထောင်ကန်းတို့ကိုပြောပြလိုက်ရာ သူတို့နှစ်ဦးဒီလေထုတ်ခဲ့တော့အိမ်မက်မြင်မဲ့ခဲ့ကြောင်းအန်ဩစာပြောပြလေတော့တယ်ဒါကြောင့်အိမ်မက်ဟာဇီးလူဒီခိုးစဉ်ကအကြောင်းတစ်ခုခုနဲ့တက်ဆိုင်တော့မယ်ဖြစ်ကြောင်းနားလေလိုက်ပါတော့တယ်ဒါကြောင့်ကျွန်တော်တို့သုံးယောက်တနေ့တော့ညနေခင်းအချိန်မှာညဆောင်တာဝန်ကြတဲ့စစ်ပြန်ချင်းတိုင်းရင်သားကြီးဥမန်အားထံကျွန်တော်တို့သွားခဲ့တဲ့တောင်အကြောင်းမင်းမြရင်ရောက်ရှိခဲ့ပါတယ်ကင်တဲ့ရဲ့တွင်ဥမန်အားကိုမတွေ့ရတာနဲ့အနီနာပတ်ရှာကြရ ပြန်ကြားရေးရုံ၌ယဉ်ကျေးမှုပြတိုက်အကြားလမ်းကြားလေးအတွင်းမှာဟိုကြည့်ဒီကြည့်လောက်ကထွက်လာတဲ့ဦးမှန်အားကိုတွေ့လိုက်ရပါတယ်။ဟေးစစ်ပြန်ကြီးဘာရီတောင်ကျိတ်မြောက်ကြီးလုံးနေတာလဲ။ကင်းထဲလည်းမနေပဲနဲ့။ဟာဟိအောင်မင်းတို့ဘာလာလောက်တာလဲ။ဒီနားမှာကွာလူတယောက်နဲ့ခွေးတကောင်ကြည့်နေနေပျောက်သွားလို့ဘယ်ဝင်သွားသလဲဆိုတာလိုက်ရှာနေတာ။သူ့လမ်းသူသွားနေတာနေမှာပေါ့ဗျာ။တကူမဟုတ်ပဲနဲ့။တကူတော့မဟုတ်ဘူးကွာငါးစိတ်တဲ့တင်ကောင်မကင်းဖြစ်နေတာ။ 9ရက်လောက်ရှိပြီးကော်ရကအဖိုးကြီးတယောက်ကခွင်းနဲ့ကြီးတကောင်ဆွဲပြီးညနေတိုင်းဒီဘက်ရောက်ရောက်လာတယ်ကွာဘဲကလဲလို့ကြည်တာဒီနားရောက်တော့ပျောက်ပျောက်သွားလို့ကွာဟာဟုတ်လားကျွန်တော်တို့လည်းအဲ့ဒီကိစ္စမင်းမလို့လာတာတိုက်တိုက်ဆန်ဆန်ကျွန်တော်တို့ဖြစ်ပုံနဲ့စစ်ပြန်ကြီးမြင်လိုက်ရတဲ့အဖိုးကြီးပုံစံတို့တူညီနေ၍တည်ရှင်စိတ်ဟာအထွတ်ထိပ်ရောက်သွားခဲ့ပါတယ်ကင်းထဲမှာထိုင်မိကြပြီးတော့စစ်ပြန်ကြီးကကျွန်တော်တို့ရဲ့ဇီးပူဒီသွားဖို့စဉ်တွေးကြုံရပုံး အိမ်မက်အကြောင်းအရာတို့ကိုပြောပြလိုက်ရာစိတ်ဝင်စားစွာနားထောင်နေရမှာတက်ဖြည်းဖြည်းပြုံးယောင်တန်းကတဟဲဟဲနေကြည့်ပြီးတော့အော်ဒီလိုကြောင့်ကိုအဲ့ဒီလိုမှတ်ချက်ချလိုက်လေတော့တယ်ကျွန်တော်တို့ကိုပြောပြတဲ့စကားများပါလဲရှင်းပါတယ်အေးအဲ့ဒီနေရာကအရင်ကတင်းကျိုင်းကောင်းဟောင်းကွာတင်းကျိုင်းဆိုတော့ပရလောကသားတွေရှိမှာပေါ့ကွာသူတို့လည်းမင်းတို့ငါတို့လိုပဲအိမ်နဲ့ညာနဲ့နေကြတာကွာအခုမင်းတို့လုံလိုက်တာကသူနေတဲ့အိမ် အဲမင်းတို့တောင်အောက်ကိုလိမ့်ချလိုက်တဲ့ကြောက်တုံးတွေကလည်းသူတို့ရဲ့ကူဖြစ်လိမ့်မယ်ကွာသူ့အိမ်ပေါ့ကွာအဲ့ဒါမင်းတို့ကသွားဖြတ်တော့သူ့နေစရာအကာအကွယ်မေးသွားတာပေါ့အဲ့ဒါကြောင့်မင်းတို့ကိုလာအကြောင်းကြားရတာဖြစ်မယ်တတော်လက်စော်တဲ့ကောင်းလေးတွေကွာရှုပ်လဲရှုပ်ပါအဖိုးကြီးကသဘောကောင်းလို့တော်သေးရဲ့မင်းတို့မြန်မြန်သူ့အိမ်ကိုပြန်ဆောင်ပေးလိုက်ကွာတော်ကြဒီနာခဏခဏလာနေအောင်မယ်ကွာနောက်တနေ့မှာတော့တငယ်ချင်းများစုနိုင်တဲ့လောက်စုရည်ဈေးဖြူတောင်ကုန်းတို့ခြေတက်ခဲ့ပါတယ် တငယ်ချင်းများကိုဇီးရူပင်နေပေါ်တယ်ပျော်စရာကောင်းတယ်လို့ပြောထား၍ကျွန်တော်တို့အစီအစဉ်ကိုမသိပါထိုတောင်ပေါ်ရောက်တော့ဇီးရူသည်များကိုမြင်ပြီးခူးယူဆော့ကစားကြ၏အဖွဲနှစ်ဖွဲခွဲကဇီးရူသည်တိုက်ပွဲဆင်နေသည့်ဖြင့်အချိန်အတော်ကြာလူစု၏ရခဲ့ပြီးတငယ်ချင်းများအားကြောက်တုံးများကိုတည်ပြီးရင်တောင်းတောင်းပန်ပန်မြတ်တာရက်ခံလိုက်ရပါတယ်ကြောက်ပုံတွေဖြစ်နေတဲ့နေရာမှာကြောက်တုံးများကိုမတည်ပင်တခြားပြတ်နေသောကြောက်တုံးများကိုသာတည်ရန်အထူးမှကြားရပါတယ် ဤသို့ဖြင့်ကျွန်တော်တို့ဖြက်စည်းခဲ့တဲ့ကြောက်ပုံနေရာမှာကြီးကြီးမားမားကြောက်ကူကြီးတစ်ခုအားစိတ်ကြိုက်ပြုလုပ်၍ပြီးသွားခဲ့ပါပြီ။အာအမလီဒီမှာလူရိုးစုကြီးกว่าတကယ်ချင်းတယောက်ရဲ့အော်တန်ကြောင့်ထိုတကယ်ချင်းတန်တွားရောက်ခဲ့ရာကြောက်ပုံကြားထဲမှာလူရိုးစုတစ်ခုအားလက်ညှိုးညွန်ပြရာကြောင်လန့်တုံးလုံးနေတဲ့အလွန်ကြောက်တဲ့တကယ်ချင်းဖြစ်ပုံကိုတွေ့လိုက်ရပါတော့တယ်ကျွန်တော်တို့အဖွဲ့လေအဲ့ဒီလူရိုးစုကကြောက်လန့်မှုမရှိဘဲတငယ်ချင်းရဲ့ပုံစံကိုဝိုင်းဟလိုက်ကြပါတယ် ငါမပြောဘူးလားပြန်ကျဲနေတဲ့ကြောက်တုံးတွေပဲကောက်ပါလို့အပုံတဲကမယူပါနဲ့လို့ပြောတာဒီကြောက်ပုံတွေကလူတွေရင်မြုပ်ထားတဲ့ဂူရီကွာဒီနေရာအရင်တို့ကတင်ငိုင်းဟောင်းနေကွာကျွန်တော်ရဲ့ပြောစကားကြောင့်တငယ်ချင်းများကလင်ညာ၍ခေါ်ရသလားလို့ဝိုင်းဆဲကဈေးဖြူတင်ညာဖြင့်ဝိုင်းပေါက်သဖြင့်ထွက်ပြေးကထွနေရမှာတစ်ဖွဲ့လုံးပြန်ထွက်ခဲ့ကြပါတယ်မလန်မကန်အကြောင်းမှာတော့တဝဝုံနဲ့တူခွေးဥတန်းခွေးဟောင်းတန်းတွေကိုကြားနေရပါတယ်

ကျမတို့ရဲ့အစီအစဉ်လေးတွေကိုသဘောကျမြင်တတ်နိုင်မယ်လို့ထင်မိပါတယ်။နောက်ရများမှလည်းကျမတို့ရဲ့ channel ကနေဒီလိုဇလဲကောင်းလေးတွေကိုထပ်မံရွေးချယ်ပြီးတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ရှင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။